ပါရဲ့ရှုပ်သီးတော့ရတယ်ပေါ်ပြီးတော့ကြောက်ပွင့်တော့ရတယ်ကျွန်တော်ရတယ်နဲ့ဆိုင်နဲ့ချက်တိုက်တာကိုဆိုင်ဖြတ်တယ်လို့မသိကြပဲနဲ့တချို့ကကြတော့ဘလုံးပေါဝင်ကြမှာကျွန်တော်ပြောတာပေါ့ဆန်းဆန်းမောင်ကအစဉ်ပြေသွားပြီအဲသူဟိုဆိုင်တော်မှမရောတော့ဘူးပါကျွန်တော်ပြောတာကကျွန်တော်အစဉ်ပြေမှုဆိုတာဘယ်ရောကျွန်တော်ပြောတာလေကျွန်တော်လည်းတကယ်တော့အမှန်တမ်းပြောဒီဆိုင်လေးနဲ့အစဉ်ပြေနေတာပေါ့လေကိုအလုပ်လဲကိုဘကိုတစ်ဖက်ဒါလေးကလည်းကိုဘကိုလုံနေတဲ့အချိန်ပေါ့ဆိုတော့အဲဒီခွင်းထဲကနေပြီးတော့မှမလွတ်လို့ဆိုင်လေးဖြတ်ပြီးပါဆိုတော့ ဖြတ်ပေးပြီးတော့နောက်ပိုင်းကျွန်တော်ဟိုဒီအင်တာဗျူးတွေဆိုတော့မဖြေပါနဲ့ပေါ့နော်။ညအေးစိန်ကနေတာပိုတော်တော်နေဆိုင်ကနေလာ။ဆိုင်ကလေးလေးစုဆောင်းမိတယ်။ဆိုင်ကအမိုးပါမိုးရွာဆိုဆက်ဆက်ကြွှဲရပဲ။ ုဒီလိုဗျကျွန်တော်အဲ့ဒီဟိုသုံးနာဘောလုံးကွင်းနဲ့ဝင်ပြီးတော့လှုပ်လှိုက်တဲ့အချိန်မှာအဲအခုလိုမျိုးပဲမီဒီယာတွေတက်ပါတဲ့အချိန်မှာတော့ကျွန်တော်လာအပေးကြတာပေါ့လာအပေးကြတဲ့အချိန်ကဟိုဒီထဲမှာဆန်းဆန်းမော်ဆိုင်လေးဖွင့်နေဆိုပြီးတော့တချို့ဆိုကားလေးနဲ့ဝင်လာပြီးတော့အပေးတယ်လာရောက်ပြီးတော့ကျွန်တော်ဆိုင်လေးမှာလာပြီးတော့လှုပ်တယ်ဆိုတော့အဲတုန်းကတော့ဟိုဆောပြောရောင်းအားလေးရအစားပေါ့ချုပ်အပြင်မှာရောင်းလာတယ်ဆိုအထဲမှာဆိုပါပြီးတော့တနေ့ကိုမရောင်းပါဘူးဆိုအဲအဲအဲတုန်းက2019ခုနကဆိုတော့ကျွန်တော်ကတနေ့ရောင်းအားတသိန်းခွဲနှစ်သိန်းအဲ့လောက်ကလေးတည်တက်တာဘာလို့လဲဆိုကျွန်တော်အကုန်လုံးထည့်ပြီးတော့ရောင်းတော့ဆက်လေး ဆိုတော့သူကလည်းသူတွေအစင်လေးပြည်နေတာလုံနေနေမှာဘာပဲပြောကျွန်တော်ဒီဝင်းထဲရဆိုင်လေးကသူတို့မလွတ်လို့ပေါ့ဒီခွင်းထဲကနေပြီးတော့မှမလွတ်လို့ဆိုင်လေးဖြတ်ပေးပါဆိုတော့ဟိုကျွန်တော်လည်းတကယ်တော့အမှန်တမ်းပြောဒီဆိုင်လေးနဲ့အစင်ပြည်နေတာပေါ့လေကိုအလုပ်လဲကိုဘကိုတစ်ဖက်ဒါလေးကလည်းကိုဘကိုလုံနေတဲ့အချိန်ပေါ့ဆိုတော့ဘာလို့ပြခိုင်းလဲမသိတဲ့ကျွန်တော်ဖြတ်ပေးလိုက်တယ်ဖြတ်ပေးပြီးတော့နောက်ပိုင်းကျွန်တော်ဒီအင်တာဗျူးတွေဆိုလဲမဖြေပါနဲ့ပေါ့နော်ဆိုတော့ဘာလို့အင်တာဗျူးဖြေခိုင်းလဲလဲကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်မဖြေခဲ့ပါဘူးအခုချိန်ကြီးကျွန်တော်မဖြေခဲ့ဘူးတကယ်တော့ အင်တာဗျူးတွေဖြေတဲ့အခက်အခဲတွေတောင်းတတဖြစ်ကြတာ။ဒါရအကုန်လုံးကနောက်ဆက်အတွက်နဲ့သူအဆင်ပြေသွားတယ်ဘာလို့ပေးတယ်လဲဖြစ်ကြတာလေ။ဘောဆိုဟိုကိုကအဆင်မပြေဘူးကိုဖြေရှင်းပေးပါလုပ်ပေးပါဆိုတဲ့စကားကိုကျွန်တော်မဆိုလို့ပါဘူး။အခုကျွန်တော်ပြန်ရှင်းနေဖုတ်ပြနေရဆိုတဲ့အရာတွေကလည်းလက်တလို့ကျွန်တော်အဲ့ဒီကနေပြီးတော့မှအခုဖြစ်တဲ့ဖြစ်တည်ချိန်အထိကျွန်တော်ကျွန်တော်ဘောကျွန်တော်ရကျွန်တော်ဘောပဲကျွန်တော်ဖြတ်တည်နေတဲ့ကြောင်ကြောင်ပြောချင် အခုလက်ရှိထင်နေရတဲ့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်အဲဟိုစိုင်နဲ့ဖြတ်တိုက်တာကိုစိုင်ဖြတ်တယ်လို့မသိကြဘဲနဲ့တချို့ကကျတော့ဘလုံးပေါဝင်ကြမှာကျွန်တော်ပြောတာပေါ့စမ်းစမ်းမောအဆင်ပြေသွားပြီအဲသူဟိုစိုင်တော်မှမရောတော့ဘူးပါကျွန်တော်ပြောတာကကျွန်တော်အဆင်ပြေမှုဆိုတာဘယ်ရောကျွန်တော်ပြောတာလေကျွန်တော်ဖြစ်စေချင်တာ ကျွန်တော်လက်ရှိဖြစ်တည်နေတာတွေကိုလေရွေးစင်ကစားသမားတယောက်ကြီးအနေနဲ့ဟိုဝိုင်းရဲကစားသမားကြီးတယောက်အနေနဲ့ဘယ်လိုတော့ဘလုံးပွဲရောက်ထောက်ပံ့ရမယ်ဘယ်လိုကတော့အားကစားထောက်ပံ့ရမယ်ဆိုတော့ကိုမန်နေတွေကျွန်တော်ကိုဘာပဲပြောပြောပေးမယ်ဒီအရာတွေဟာ ဘာပဲပြောပြောဘလုံးပွားစုဆိုကျွန်တော်ရဲ့မိသားစုဝင်မဟုတ်တယ်လို့အားသာဝင်ကြီးတိုင်းတွေကျွန်တော်ရဲ့မိသားစုဝင်နဲ့မဟုတ်ပါဘူးကျွန်တော်ဖြစ်တခဲ့တဲ့ပြဿနာအားလုံးဒီကျွန်တော်ကျွန်တော်ပဲဖြေရှင်းရမယ့်ပြဿနာတွေပါဒါပေမဲ့အခုလက်တော်မှာကျွန်တော်ဟိုတွေ့ကြုံလိုက်ရတဲ့ဂျားတဲ့နှစ်တွေအများကြီးမှာကျွန်တော်ကျွန်တော်ဟိုဖြေရှင်းပေးလိုက်တယ်ကျွန်တော်အဆင်ပြေသွားတယ်ဆိုတော့လူတိုင်းရဲ့စရွေးကမှာမျောနေတဲ့အရာတခုကျွန်တော်ကအခုဒီ2025ဒီပူဇော်ကစားတဲ့အချိန်လေးနဲ့ကျွန်တော်ကအင်တာဗျူးလေးပြတဲ့အချိန်မှာဒီဟာလေးကျွန်တော်ပြန်ဖြေပြလိုက်တာပါ ကျွန်တော်ဒီခုချိန်ထိဟိုဒီမနိုင်ငံဘောလုံးဘောကျဥက္ကဋ္ဌဥဆောင်ကျွန်တော်ခုချိန်ထိဥဆောင်နဲ့ဘောနော်ဒီလိုအခက်အခဲဘလို့ဘောအကြောင်းမျိုးမျိုးလေးပေါ့ပြောချင်တာဗောနော်ဆိုတော့ဥက္ကဋ္ဌမအားရရဲ့ကျွန်တော်နဲ့တွေ့ဖို့အတွက်လည်းမရတာနဲ့ကျွန်တော်မတွေ့ခဲ့ရပါဘူးဟိုကျွန်တော်နောက်ဆုံးအသင်းနေကျွန်တော်ဝင်ပြီးတော့လှုပ်တယ်ယူဆက်ကိုမျိုးသမီးတွေကျွန်တော်ဝင်လှုပ်တယ်ဒါပဲပြောပြောခြေစပွဲ ဒီကျွန်တော်သွားတယ်နောက်ဆုံးအမျိုးသမီးအကြီးအသေးမှာဆိုလဲကျွန်တော်လက်တော်နီးပြားထင်းနဲ့ကျွန်တော်ဂျပန်နီးပြား UK နဲ့မှာလဲကျွန်တော်လက်တော်နီးပြားကျွန်တော်ကတ်တယ်နောက်ပိုင်းမလုပ်ဖြစ်တော့တာပေါ့နော်ကျွန်တော်ကြောင့်မလုပ်ဖြစ်ပေမဲ့လဲကျွန်တော်ကို Women League သစ္စာအမှတ်မျိုးသီးသင်းလေးမှာကျွန်တော်အုပ်ချုပ်သူလုပ်နေတယ်အသင်းနဲ့ပဲကျွန်တော်သွားနေတယ်ရရလုပ်ပါလုပ်ပဲဖြစ်ဖြစ်ကျွန်တော်လုပ်တယ်အဲ့ဒါလေးနဲ့ကျွန်တော်မိဘနှစ်ပါးကိုကျွန်တော်လှုပ်ကြွေးတယ်အခုလက်ရှိအခက်အခဲတွေလည်းကျွန်တော်အဆင်ပြေလားဆိုတော့အဲ့တုန်းကဖြစ်သွားတဲ့ဟာတွေကဘာတစ်ခုမှဟိုကျွန်တော်ပြောတာထောက်ပံ့ပေးတာမပေးတော့ကျွန်တော်မဆုလို့ကျွန်တော်ကကျွန်တော်ကျွန်တော်ဘဝကဒီ ကိုလုံးလို့ဖြစ်တဲ့လို့ကိုဘောက်ကိုပဲရှင်းရဘာသူမှကျွန်တော်လာရှင်းပြလို့ပြကျွန်တော်ဖြစ်နေတဲ့ခက်ခဲကြီးကိုဗျာသိရမှာလားအာဟိုဂန်းတော်ဝင်ကစားသမားကြီးမလို့စမ်းစမ်းမလို့ဆိုပြီးတော့ထောက်ပံ့ပေးအောင်ကျွန်တော်မဆိုလို့ပါဘူးကျွန်တော်ဘာလို့ပြောလဲဆိုကျွန်တော် Facebook live လွှင့်လွှင့်ပြီးတော့ကျေးဇူးတင်ကြောင်းလေးပြောလိုက်ဟိုမင်းရဲ့ခက်ခဲတွေကိုဖြေရှင်းပေးလိုက်တယ်ဆိုတော့ဟာကျွန်တော်ဖြေရှင်းပေးတယ်ပြောကျွန်တော်ဘာမှလည်းကျွန်တော်ကမရတော့ကျွန်တော်ဘယ်ဟာလေးကိုတော့ဖြေရှင်းပေးရမလဲအဲ့တော့ကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်ကမပြောတာလို့လေကျွန်တော်အဲ့တော့ဖြေရှင်းခဲ့ အမေကျွန်တော်ရဲ့နောက်ဆုံး ARD အထိပေါ့နော်ဘာလို့အတိုင်းဝိုင်းတိကျွန်တော်ပါတယ်ကျွန်တော်ဆွေမျိုးတိုင်းဝိုင်းရအစားကျွန်တော်အဲ့လိုမျိုးပဲအနေအရှင်ပြောရရင်မလားနေကိုဘယ်သူအဲ့လိုဖြည့်ရှင်းပေးလိုက်တာမဟုတ်ဘူးမှားနေပြီကျွန်တော်တကယ်ပြောစုဘာမှကိုကျွန်တော်ကမဖြစ်ခဲ့ရပါဘူးအခုလေကျွန်တော်ကကျွန်တော်ဒီလိုလုပ်နေတယ်ဆိုတော့ဖြစ်တည်နေတဲ့အရာကိုကျွန်တော်ဒီနေ့ဒီရက်မှာဒီနေရာလေးကနေပြီးတော့မှအင်တာဗျူးရတယ်ကျွန်တော်ပြောပြချင်းဖြစ်ပါတယ်ဗျကျွန်တော်မိဘနှစ်ပါးကိုလည်းကျွန်တော်ဘာပဲပြောပြော အသက်အရွယ်ရကိုလည်းကြီးပြီလေ40 40ဆိုတာအနည်းတဲ့အသက်မဟုတ်တော့ကျွန်တော်အရွယ်ရခုချိန်မှာကိုလည်းဘာပဲပြောပြောဟိုအလုပ်တစ်ခုကိုတသမ်းမမတ်နဲ့အေးစေးသွားရမယ့်အခြေရောက်နေတာဆိုတော့ဒီလိုအခက်အခဲလေးကြော်ရှိနေတဲ့အတွက်ခုချိန်ဒီဒီအသက်အရွယ်လေးကျွန်တော်ဒီလှုပ်ရှားနေတော့လုံနေတော့မယ်ဘာလို့ပဲရကျွန်တော်ကုန်လို့တယ်အဖေမိတွေရှိတယ်အေးအောင်ဒီမှာအမိဘနှစ်ပါးဆိုတော်တော်အသက်ကြီးပြီပေါ့ဟိုအမေဆိုရင်လေးပြန်သွားအဖေကကျတော့83နဲ့ဆိုတော့သူတို့နဲ့နေတိုင်းဖုန်းပြောတယ်ဟုတ် ကိုကိုတန်းတော့မပြောင်းဘူးဘာလို့ဆိုတော့ကိုလုတ်တယ်ဒီမှာတော့ရှောက်ထက်နေရလေအခုဆိုအသေးဇာမန်သေးလေးကိုခဏပြိလှုပ်တယ်ဟိုကျွန်တော်ခဏပေါ့အမနာရယ်နားရကျင်းလေးမှာဘာပြောပြန်မယ်မိဘတွေနဲ့တွေ့ရမယ်ဒါမဲ့ကိုလုံးစီအရှိအလွတ်လုံးတာဒါပူစဲဆိုလက်တာဟိုပြန်ကစားပြည့်တယ်ဆိုတာအဲ့လိုပေါ့ဒါဟိုဝန္ဒနာပါတယ်လှုပ်ချင်သေးလေးရှိလို့တည်းလှုပ်ပေးတာ ဟိုတကယ်တော့ဒါတွေလည်းဟိုအမှန်တမ်းပြောကိုယ်တည်းလည်းဆိုပြန်လုပ်ဆရာမလုပ်တော့ဘူးလေအဲ့တော့မှဒါလေးရောဟိုကစားလို့ရတယ်လေငါလုံးအောင်မယ်ဆိုတဲ့အားလေးနဲ့ကျွန်တော်လုပ်နေတာပါဘောကမှအေးအေးဆေးဆေးဟိုအလုပ်တစ်ခုလှုပ်ချင်နေပြီပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ဟိုစီးပွားရေးလေးဖြစ်ဖြစ်အလုပ်တစ်ခုလေးပဲဖြစ်ဖြစ်ဒီဇိုင်းမမတ်လေးပေါ့ဟိုနီးပြဆိုလဲနီးပြသွားချင်တယ်ဘာမှကိုဘောကအဲ့လိုမဟုတ်နိုင်သေးပဲနဲ့ဟိုဘယ်ဟာဟိုဆွဲထုတ်ပြီးတော့ဘောကကိုဘလို့သွားရအောင်လည်းမသိတဲ့နေတာပေါ့စံကဲနဲ့အေးစေးရနဲ့ဘုဒ္ဓတော်လာတာ အဲ့ဘဒီဘိန်းလေးကလည်းဆိုင်ကယ်လေးဝယ်မယ်ဆိုပြီးတော့ကျွန်တော်အခုလက်ရှိ16နှစ်ယောက်သွားတဲ့ဟိုတက်တက်ဝင်းပေါ့နော်နီးပြချုပ်ပေါ့အခုပါသွားတယ်အဲသူကနေမှဘာပဲပဲကျွန်တော်ခက်ခဲနေရဆိုတော့ဆိုင်ကယ်လေးကိုအတော့လည်းခက်ခဲနေရချင်းဆိုပုစံဆိုင်ဝင်တယ်သူကကျွန်တော်အဲ့ဒါလေးဆိုင်ကယ်လေးဆိုင်ဝယ်ပြီးတယ်နောက်ပြီးတော့မှသူ့ကိုကျွန်တော်ပြန်ပြီးတော့မှဆိုင်ကယ်ဘိုးလေးပြန်သွင်းပေါ့နော်အဲအဲ့လိုမျိုးလေးလောက်တာနောက်ဆုံးဒါလေးကလည်းသူကျွန်တော်ဝယ်ထားပြီးတယ်ကျွန်တော်အဲ့ကနေဒီဆိုင်ကယ်စီးတော့ကျွန်တော်ပတ်တာဖမ်းတာဆိုင်ကယ်စီးလို့မမြင်ရတာဒါပေမဲ့ကိုကလည်းဒီဆိုင်ကယ်လေးနဲ့မှ မသွားရင်ကျွန်တော်ဘယ်မှလည်းသွားလို့မရဘူးလေကျွန်တော်ဒါလေးနဲ့ပဲကျွန်တော်သွားလာတဲ့အဆင်ပြေတော့ဒါအေးစိန်ကနေတာပူတော်နေဆိုင်ကနေလာဆိုင်ဆိုင်ကနေစူးစောင်းမိတယ်ဆိုင်ကအမိုးပါမိုးရွာဆိုဆက်ဆက်ကြွှဲပဲအဲဒီလိုပါပဲဟုတ်